ဗလတ်ငါးရန်နဲ့ပြည်စုံတဲ့ကျောင်းသားကျောင်းသူများပေါ်ထွက်လာစင်းရဲရည်ရွယ်၍ကျောင်းအစကားပြောပြိုင်ပွဲကိုစွန်းလ၁၈ရက်နေ့နနက်၈နာရီကပြန်ချိုင်းနဲ့ပြည်စံဦးစီးဌာနခြေကပညာဦးစီးဌာနတို့ပူးပေါင်းဟာတာယာဝရီမြို့နယ်အထက်ကဆံရွေးကျောင်း၌ကျင်းပခဲ့ပါတယ်။အခမ်းအနားတွင်တာယာဝရီခရိုင်ပြန်ချိုင်းနဲ့ပြည်စံဦးစီးဌာနခရိုင်ဦးစီးမှုကကျောင်းအစကားပြောပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍ဒုတိယမြို့နယ်ပညာရေးမှူးဦးမျိုးစိုးကကျေးဇူးတင်စကားကိုပြန်လည်ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ဂျာမန်စကားပြောပြိုင်ပွဲကိုကျင်းပခင်ရာပြိုင်ပွဲတွင် အထက်ကဆိုင်ဝေးကျောင်းမှကျောင်းသားကျောင်းသူ6ဦးတို့ကကျမ်းမာချင်းသည့်လက်တပန်းယနေ့လူဝဲနောင်ဝဲလူကြီးမူရရန်ဆွဲတို့ကားကွဲအာကစားဖြင့်နိုင်ငံကုန်ကုန်မြင့်တင်စုအစဉ်ရှိရှုမြမရင်ချင်းမူစာပေမြမလူမျိုးတင်ပြီးစသည့်ခေါင်းစဉ်များဖြင့်ပါဝင်ရှင်ပြိုင်ခဲ့ကြပါသည် ဆက်လက်၍ကျောင်းစကားပြောပြိုင်ပွဲတွင်ပထမဆုဒုတိယဆုတတိယဆုရရှိသောကျောင်းသားကျောင်းသူများကိုတာဝန်ရှိသူများကဆုများသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ဆုရရှိသူတဦးကလည်းယခုလိုပြောကြားခဲ့ပါတယ်။ မင်္ဂလာပါရှင်။တမိကတော့ Grade 11မှာအကျောင်းသူတွေမဟုတ်ဒီပြောဖြစ်ပါတယ်ရှင်။ယနေ့ကျင်းပပြုလုပ်တဲ့ပြည်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနအခြေခံပညာဝန်ကြီးဌာနတို့ကပူးပေါင်းကျင်းပတဲ့ကြာမစကားပြုလုပ်ရုံနဲ့မှာပထမဆုံးရရှိခဲ့ရပဲဖြစ်ပါတယ်ရှင်။ဒီလိုပထမဆုံးရရှိဖို့အတွက်ကျောင်းဟုတ်ဆရာကြီးဦးအောင်တိတ်နဲ့ဆရာမဒေါ်ဝင်းနီအတန်းမဆရာမဒေါ်ဝင်းနီညာတို့ကပူးပေါင်းအမအတမီကိုဖိမကူညီခဲ့တာပဲဖြစ်ပါတယ်ရှင်အခုလို့ဂျာဘတ်စကားပြောပြောပြောမှာတမီရဲ့ မြမရည်ကျင်းမှုအစလားဘလောက်ထိအရေးပါကြောင်းမြမရည်ကျင်းမှုဆိုတာအာကိုထိမ့်သိမ့်တင်ကြောင်းတွေကိုတမိပြောကြားခဲ့ရပဲဖြစ်ပါတယ်ရှင်။ကျောင်းဆရာကြီးကလည်းယခုလိုပြောကြားခဲ့ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဘိုးတိုင်းဒေသကြီးတာယာရီခရိုင်တာယာရီမြို့နယ်ချင်းကပညာထက်တန်းကျောင်းဆံရွေးကြီးရွာမှာတာဝန်ထမ်းဆောင်နေတဲ့ထက်တန်းကျောင်းဆရာကြီးဦးအောင်သိန်းဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်တို့ကျောင်းမှာဂျာပန်စကားပြောပြိုင်ပွဲကိုတာယာရီခရိုင်ပြန်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနနဲ့တကွာ မြန်မာပြည်ပြိုင်မှုရုံးကပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက်ဂျပန်စားပွဲပြိုင်ပွဲလေးကိုကျင်းပဖြစ်ပါတယ်ဒီလိုပြိုင်ပွဲကျင်းပအရာချင်းအပြင်ចောင်းသားចောင်းသူများရဲ့နှုတ်မှုစွမ်းရည်တွေလည်းတိုးတက်လာတယ်ဂျပန်စကားပြောပြိုင်ပွဲပါဝင်ရှင်ပြိုင်ဖို့အတွက်ចောင်းသားចောင်းသူတွေဟာစောင်းစာပေတွေဖက်ရှိဖို့လည်းလိုအပ်တယ်ကြီးစုတဲ့ចောင်းသားចောင်းသူတွေအနေနဲ့လည်းမိမိတို့တစ်ချိန်မှာဂျပန်စကားပြောပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်ဖို့အတွက်စောင်းစာပေတွေများစွာဖက်ရှိဖို့လိုအပ်တယ်ဆိုတဲ့အသိပညာတွေတိုးတက်လာပါတယ်ဒါကြောင့်မို့လို့ ယခုလိုလာရောက်ဆောင်ရွက်ပေးတဲ့ပြည်ရိုင်းနဲ့ပြည်သက်ဆိုင်ဥတီဌာနနဲ့တကွာလူနေပြည်ရန်မှုရုံမှတာဝန်ရှိသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်နောက်လည်းကျွန်တော်တို့အကြောင်းမှာအခုလိုခန်းသားတွေလာရောက်ဆောင်ရွက်ပေးဖို့လည်းဖိတ်ကြွယ်ပါခင်ဗျာ။ဆိုပါဂျပန်စကားပြောပြန်ပွဲသူចောင်းသားចောင်းသူစုစုပေါင်း350ဦးတယောက်ခဲ့ကြပြီးခိုင်ပြန်ချိုင်းနဲ့ပြည်ဆန်ဦးစီးဌာနမှာခင်ချင်းပြသထားတဲ့အသိပညာပေးနဲ့ကက်ဆာဆောင်နဲ့သူတရတာဆအုံများကိုတယောက်လာကြတဲ့ចောင်းသားចောင်းသူများကစိတ်ပါဝင်စွာစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်